ဟာဂီမီ၃ဘတ်ကနေပြီးတော့၅ဘတ်ထိနားရပွဲရှိဗိုလ်လုံးကျောက်သူများအတွက်ကျမတို့ရဲ့ဝမ်မီလီယံ channel လေးကပြန်နေကြိုးကြလာပါတယ်။ဘယ်မျိုးနဲ့တင်းကိုရှုံနေခဲ့တဲ့ပွဲမှာခြေခြေဝင့်တရာရရှိခဲ့တဲ့ညာနောက်ကလူဟာကီမီက၃ဘက်ကနေ၅ဘက်လောက်ထိနားမှာဖြစ်တယ်လို့သတင်းတွေကဖော်ပြကြပါဗျ။ဟာကီမီရဲ့တရာချင်းလေးကိုနောက်ထပ်စစ်ဆေးမှုတွေပြုလုပ်ပြီးတော့မှအနားယူရမယ့်ကာလအတိအကျတော့တွက်ချနိုင်မှာဖြစ်တယ်လို့ဆိုပါဗျ။ အင်္ဂါညကစားခဲ့တဲ့ပွဲမှာဟာဂီမီယာဘိုင်ယန်တောင်ပံကစားသမားတီရက်ရဲ့စံတန်နဲ့ပြတ်တုံမှုကြောင့်ဒဏ်ရာရခဲ့တာဖြစ်ပြီးပထမပိုင်းမပြီးခင်မှာပဲလူစားလဲလိုက်ရတာဖြစ်ပါတယ်။ DS ကလည်းအခုလိုမျိုးစံတန်နဲ့ပြတ်တုံမှုအတွက်ဒဏ်ရာအနီကပ်နဲ့အထောက်ခံခဲ့ရပါတယ်။ဟာဂီမီရဲ့ခြေစဉ်ဝင်းမှာတရားရခဲ့တဲ့တဲ့ရင်ကိုပြန်ကြည့်တဲ့အတီးပြုတ်ခဲ့ပေမဲ့အနားယူရမယ့်ကာလကိုတော့တရားဝင်မဖော်ပြထားတာဖြစ်ပါတယ်။ဟာဂီမီရဲ့တရားတဲ့ရင်ကပြန်ကြည့်တဲ့ကိုသာမကမော်ရိုကိုလက်ရွေးစင်အသင်းကိုပါရိုက်ခတ်မှုရှိလာပါတယ်။ ော်ရိုကိုသင်းကဒီဇင်ဘာ22ရက်နေ့မှာစတင်မဲ့အာဖရိကဖလားပြိုင်ပွဲမှာအောင်မြင်မှုရဖို့မျှော်လင့်နေတာဖြစ်ပြီးဟာကီမီနီနဲ့ပြိုင်ပွဲမတိုင်မီပြန်ကောင်းလာဖို့မျှော်လင့်နေတာဖြစ်ပါတယ်အသက်29နှစ်ရွယ်ဟာကီမီယာဘီအန်ဂျီတင်တဲ့မော်ရိုကိုလယ်ရွေးရှင်အသင်းတွေမှာပုံမှန်ပွဲထွက်ခွင့်ရနေသူဖြစ်ပါတယ်